ဂျပန်နိုင်ငံကမြင်းကလင်းဘေးသင့်မြန်မာနိုင်ငံကိုရေလောင်ကန်တွေနဲ့အရေးပေါ်ရွက်ပြင်တဲတွေအပါအဝင် အရေးပေါ်ကင်ဆင်းပစ္စည်းတွေထောက်ပံ့သွားမယ်လို့ထုတ်ပြန်ချက်တစ်ခုကတောက်ကြနေမှာဖော်ပြပါရယ်မက်ရှလန်28ရဲ့မြင်းကလင်းကြောင့်ဖုံးတော်ကြီးစာတင်ကျောင်းတွေမှာကိုလိုနီယာသူမန္တလေးတိုင်းဒေသကြီးရှိငလင်ဘေးသင့်ပြည်သူတွေကိုကင်ဆင်းပစ္စည်းတွေထောက်ပံ့သွားမယ်လို့ဂျပန်နိုင်ငံရဲ့ဝန်ကြီးဌာနကပြောပါရယ် မြန်မာနိုင်ငံမှာမတ်လ28ရက်ကအင်အားပြင်းငလင်လှုပ်ခတ်ခဲ့လို့လူ3800ကျော်သေဆုံးခဲ့ပြီးထောင်ပေါင်းများစွာအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။အိန္ဒိချင်းထိုင်းနိုင်ငံမှာလည်းမြင်းငလင်ဘေးသင့်ခဲ့လို့လူ89ဦးထပ်မံသေဆုံးခဲ့ပြီးခုနှစ်ဦးပျောက်ဆုံးနေဆဲဖြစ်ပါတယ်။မြင်းငလင်ကြောင့်ပညာရေးအခွင့်အလမ်းတွေပြင်းမြန်မာနိုင်ငံမှာပြည်ပခါကြောင့်အကြောင်းမတက်နိုင်တဲ့စစ်ဘေးရှောင်တွေကိုအသက်မွေးဝမ်းကြောင်းအလုတ်ကင်တွေဖန်တီးပေးနေတဲ့ ုံတော်ကြီးတင်စတင်ကြောင်းလဲပြက်စီးခဲ့တယ်လို့ဂျပန်နိုင်ငံသားဝန်ကြီးဌာနကပြောပါတယ်ဂျပန်နိုင်ငံကလိုအပ်နေတဲ့မြန်မာပြည်သူတွေကိုတိုက်ရိုက်အကျိုးဖြစ်စေတဲ့လူသားချင်းစာနာမှုအကူအညီတွေတက်ကြွစွာဆက်လက်ဖော်ဆောင်မယ်လို့ထုတ်ပြန်ချက်ကပြောပါတယ်တူရကီနိုင်ငံအစ္စတန်ဘူမြို့တော်မှာယူကရိန်းနဲ့ရုရှားကြားအပြစ်ခတ်ရဆဲရေးဆွေးနွေးမှုတွေပြုလုပ်နေပြီးမော်စကိုနဲ့ကီယက်ဖ်ကကိုယ်စားလှယ်ဖွဲ့တွေဟာတိုက်ရိုက်ဆေးဆက်ညှိနှိုင်းမှုတွေစတင်ခဲ့ပါတယ် ရုရှားကယူကရိန်းကိုကျူးကျော်မှုစတင်ခဲ့တဲ့2022ခုနှစ်မေလနောက်ပိုင်းနှစ်နိုင်ငံကြားပထမဆုံးအကြိမ်ညနေချင်းဆိုင်တွေ့ဆုံမှုဖြစ်ပါတယ်။ရုရှားကိုယ်စားလှယ်ဖွဲ့ကိုသမရဗလာဒီမာပူတင်ရဲ့အကြီးတန်းလက်ထောက်ဗလာဒီမာမီဇင်စကီးကဥဆောင်ပြီးကာကွယ်ဝင်ကြီးရူစတန်အူမာဗော့ဖ်ကယူကရိန်းနိုင်ငံကိုကိုယ်စားပြုခဲ့ပါတယ်။ယူကရိန်းသမရဇလန်စကီးဟာရုရှားကောင်းဆောင်ဗလာဒီမာပူတင်နဲ့တွေ့ဆုံဖို့ အသင်းဖြစ်မှုပြသဖို့တူရကီနိုင်ငံအစ္စတန်ဘူမြို့တော်ကိုရောက်ရှိနေပါတယ်။ယူကရိန်းနိုင်ငံကပထမအဆင့်အနေနဲ့ရက်30အပြည့်ခန့်ရင်ဆဲဖို့လှုံ့ဆော်ခဲ့ပေမဲ့ရုရှားနိုင်ငံကအဆိုပြုချက်ကိုပင်ချခဲ့ပြီးပြည်ပခဖြစ်ပွားရတဲ့အကြောင်းရင်းကိုဖယ်ရှားလိုတယ်လို့ပြောပါတယ်။ယူကရိန်းက NATO အဖွဲ့မဝင်ရောက်ဖို့ရုရှားကတောင်းဆိုနေပြီးမြည်သည့်ပိုင်နဲ့နယ်မြေမှပြန်မပေးဘူးလို့ညင်းဆိုပါရယ်တွေးဆုံမှုမှာအမေရိကန်နိုင်ငံသားဝင်ကြီးမာကိုရူဘီရိုနဲ့ တူရကီတာဝန်ရှိသူတွေတက်ရောက်ခဲ့ပြီးဒေါ်နယ်ထရန့်ကပူတင်နဲ့မျက်နှာချင်းဆိုင် တွေ့ဆုံမယ်လို့သိရပါဗျ။